ားလုံးပဲမင်္ဂလာပါဒီ reset report နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့လာအိုနိုင်ငံက golden triangle ရွှေသီးခံနယ်မြေကိုကျွန်တော်သွားခဲ့တဲ့အချိန်မှာကျွန်တော်ပါတွေ့ခဲ့တယ်အဲ့ဒီမှာဘယ်လိုမျိုးအခြေအနေတွေရှိလဲဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ပြောပြသွားမှာပဲဖြစ်ပါတယ်လာအိုနိုင်ငံရဲ့ special economy zone ရွှေသီးခံနယ်မြေဟာဆိုရင် တရားဝင်ကစီနိုတွေကြားဖြန်တွေပြီးတော့တခြားသောကိစ္စတွေအများကြီးဖြစ်နေတဲ့နေရာဆိုပြီးတော့ငွေတကာသတင်းစာတွေမှာတက်နေတယ်။တစ်ဖက်မှာလည်းမျိုးကမျိုးပြတစ်ခုလိုမျိုးပဲအထက်မြင့်အဆောက်အဦးတွေလည်းအများကြီးရှိသလိုနံပါတ်ဆက်သွယ်ရေးကောင်းမွန်တာကိုလည်းကျွန်တော်အနေနဲ့မြင်ခဲ့ရတာရှိတယ်။ဆိုတော့အဲ့နေရာမှာဘာတွေဖြစ်ဖြစ်ကင်းလဲဆိုတဲ့ဟာကိုကျွန်တော်ရောက်သွားတဲ့အချိန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ပြောပြသွားမှာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်အဲ့လိုတော့ဒါထိုင်းနိုင်ငံကနေလှည့်စီးပြီးတော့ဒါလေပတ်ခီးလိုမျိုးကျွန်တော်သွားကြည့်ခဲ့တယ်။ဆိုတော့အဲ့လေလေပတ်ခီးလိုသွားကြည့်နေတဲ့အချိန်မှာဆိုရင်ဒါ မဲခေါင်ကြီးတကြောမှာလည်းပဲကြည့်မယ်ဆိုရင်မြန်မာနိုင်ငံဘက်မှာဆိုရင်ဒါဝါဒီသားမှာရှိတဲ့ဒီချွေသရိကနေပြီပေါ့နော်အဲ့နေနေမြေကဒါဝါဒီသားရှိတဲ့ဝါတက်ကထိန်းချုပ်ထားတာဖြစ်ပြီးတော့အဲ့ဒီမှာဆိုရင်လည်းဒါကာစီနိုယုံတွေရှိသလိုလောင်းစားယုံတွေလည်းရှိဆိုတော့ဒီတစ်ဖက်ကထိုင်းနိုင်ငံရဲ့အဲ့ဘက်ချမ်းမှာကြည့်တဲ့အချိန်ကျတော့ဟိုမြေရိုးတစ်ချောင်းနဲ့ကြည့်တဲ့အချိန်မှာဒါကာစီနိုတွေတော့မရှိဘူးထိုင်းဘက်ကတော့အဲ့ဘက်ကိုအဲ့ဒီဒေသနာပတ်ချလဲဟိုဒါတူရီဇင်နေရာတစ်ခုအနေနဲ့ထားတာတဲ့ ဲ့လိုမျိုးပဲတဖက်ပုံမှာလာအိုနိုင်ငံဘက်ကိုပြန်ကြည့်တဲ့အချိန်မှာအစင်တန်းမြင့်တဲ့အစာအုပ်ကြီးတွေတွေ့ရသလိုလက်မဆက်သွေးတွေလည်းအရန်ကောက်ဝင်ပြီးတော့ခင့်မိတဲ့အစာအုပ်တွေကွန်ဒိုတွေကိုဆောက်လုပ်ထားတာတွေကိုကျွန်တော်တို့အနေနဲ့တွေ့ခဲ့ရတယ်ပေါ့နော်။ဆိုတော့ကျွန်တော်အဲ့လိုသွားတဲ့အချိန်ကျတော့ကျွန်တော်အဲ့မှာလိုက်ပို့ပေးတဲ့အကူတရားပြောပြတာတော့လက်ရှိအချိန်မှာကျွန်တော်ရောက်ခဲ့တဲ့အချိန်တော့ပေါ့နော်။နည်းနည်းကြာခဲ့ပြီပေါ့။ကျွန်တော်ရောက်ခဲ့တဲ့အချိန်တော့ဆိုရင်ဒါဖန်စီရဲများနေတယ်အဲ့လိုရှောင်းတခင်ဝင်စစ်နေတာရရှိတဲ့အတွက်ကိုဒီတရုတ်နိုင်ငံကတရုတ်နိုင်ငံသားတွေကိုရှောင်း တခင်ဝင်စစ်နေတာတွေဝင်ဖမ်းနေတာတွေရှိတဲ့တော့ကိုမျိုးက၆ကတ်နေတဲ့ပုံစံမျိုးကျွန်တော်အနေနဲ့တွေ့ခဲ့ရတယ်။ကျွန်တော်ကမေးခဲ့တယ်ဘာဖြစ်လို့အဲ့လိုမျိုးဟာဖြစ်လဲဆိုတော့ "तू ကပုံမှန်ဆိုရင်နဲ့ဒီညနေပိုင်းမှာအဲ့မျိုးကတော်တော်စီကားပြီးတော့တော်တော်လေးအတက်ဝင်လာတာပေါ့နော်။ဒါပေမဲ့ပုံမှန်အချိန်ဒီမှာဆိုရင်ဖမ်းဆီးမရှိတဲ့အချိန်မှာဆိုရင်လည်းနေခင်းပိုင်းမှာဆိုရင်လည်းဒါနေပါပါစီကတမိုင်တာရှိတယ်လို့ဒါပေမဲ့ညလောက်တော့မစီဘူးဒါပေမဲ့ကျွန်တော်ရောက်လာတဲ့အချိန်ကာလမှာတော့ဒါအရန်ကိုဘယ်လိုပြောမလဲဖန်စီကျန်းနေတဲ့အတွက်ကိုစီစီကကနဲ့ ဘလို့မှမရှိနေဘူးဆိုတဲ့အခြေအနေမျိုးတွေ့ရတယ်။ဆိုတော့အဲ့ဒီနေရာမှာဆိုရင်ဒါကျွန်တော်လိုက်ပို့ပေးတဲ့အကူရပြောပြချက်အရာတော့မြန်မာနိုင်ငံသားတွေက40ရာခိုင်နှုန်းတော့ရှိတယ်လို့နောက်ထပ်50ရာခိုင်နှုန်းတော့တရုတ်နိုင်ငံသားတွေဖြစ်နေတယ်။ပြီးတော့ကျန်တဲ့10ရာခိုင်နှုန်းကတော့ဒါလာအိုနိုင်ငံသားတွေကမ္ဘောဒီးယားပါကစ္စတန်အိန္ဒိယနိုင်ငံသားတွေသူတို့အနေနဲ့ဒီမှာအလုတ်ကန်အလုတ်လုပ်နေကြတဲ့လူတွေများတယ်ပေါ့နော်။ ဆိုတော့ကျွန်တော်တို့ကအဲ့မှာအလုပ်ကင်ခွင်လဲနေကြတော့တချို့တွေရကြတော့ရှိတယ်စားသောက်ဆိုင်တွေမှာအလုပ်လုပ်သလိုကာစီနိုမှာအလုပ်လုပ်နေလူတွေလည်းရှိတယ်ပြီးတော့တခြားသော online game website တွေမှာအလုပ်လုပ်နေတဲ့လူတွေလည်းရှိသလိုဒီကြားဖြတ်လို့ပြောတဲ့ဒီ scam ပေါ့နော်ငွေလိမ်ကိုင်းတွေမှာလည်းအလုပ်လုပ်နေတဲ့လူတွေရှိတယ်ဆိုတော့အဲ့ဒီနေရာမှာအဲ့လိုမျိုးရှုပ်ထွေးနေပြီးတော့ဖြစ်ပျက်နေတဲ့ဆိုတဲ့ဟာမျိုးတွေရှိနေတဲ့နေရာမြန်မာနိုင်ငံသားတွေလည်းအဲ့မှာအလုပ်သလုပ်နေတဲ့ဟာမျိုးတွေရှိတယ်ကျွန်တော်ရောက်လာတဲ့အချိန်မှာကျွန်တော်စကားတွေပြောခဲ့တဲ့အချိန်မှာကြတော့လက်ရှိအချိန်မှာမြန်မာပြည်တွင်းဘက်ကိုပြောင်းကြည့်မယ်ဆိုရင်အာနာဒိန်စစ်တပ်ရဲ့ မတရားဖန်ဆီးမှုတန်လေရဲ့စစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီးတော့အတင်းအားမစစ်မှုထမ်းမှုတော့ကိုဖန်ဆီးခေါ်ဆောင်ရတဲ့ဟာမျိုးတွေလုပ်နေတဲ့အတွက်ကြောင့်ရဲပြည်တွင်းမှာအလုပ်ပိုင်ရှားပါလာတဲ့တန်နေကြောင့်မြန်မာနိုင်ငံသားတော်တော်များများဟာဆိုရင်လူငယ်တွေပေါ့များသောအဖြစ်လူငယ်တွေဟာဆိုရင်ထိုနေရာကိုရွှေ့ပြောင်းပြီးတော့သူတို့တွေကအလုပ်လုပ်ဖို့တော့ကြိုးစားကြတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့မှရှိတဲ့အဲ့မှအလုပ်လုပ်လို့ရတဲ့လာတာကလည်းတစ်ဖက်မှာ ပြည်တွင်းကလက်ကနေပြန်တွက်လိုက်တဲ့အချိန်မှာတော့အဲ့လိုကို့အတွက်ကိုကောင်းနေဆိုတဲ့ဟာမျိုးတွေရှိသလိုစစ်တပ်ရဲ့ရန်ကိုလည်းမကြောက်ရဘူးဆိုတဲ့အနေအထားစစ်တပ်ရဲ့ရန်နဲ့ဘေးကင်းနေဆိုတဲ့အနေအထားမျိုးမှာနေနေရတယ်ဆိုတဲ့ဟာမျိုးတွေရှိတယ်။ဆိုတော့အဲ့ဒီကအဲ့လိုမျိုးပဲတချို့တွေလည်းအဲ့မှာအလုပ်လုပ်လို့အဆင်မပြေလို့ပြန်သွားတဲ့လူတွေလည်းရှိသလိုအဲ့ဒီဒေသမှာတော့ဒါလက်ရှိချိန်မှာကျွန်တော်သွားခဲ့တဲ့အချိန်မှာတွေ့ခဲ့ရတဲ့ညီမဝင်တဲ့နေကျွန်တော်စကားပြောခဲ့တယ်ပေါ့သူတို့တွေအများနဲ့ပြောတာကတော့အကိုရဲ့ပြည်တွင်းမှာအလုပ်ထွက်တဲ့ဆိုင်တော့လက်ရှိအဲ့မှာလောက်ရတာတော့အဆင်ပြေပါတယ် ဒါပေမဲ့တစ်ဖက်မှာလို့အဖမ်းစီကြမ်းတဲ့အချိန်မျိုးမှာကြာရင်တော့မြန်မာနိုင်ငံသားတွေကအထောက်ထားအနေနဲ့ရှိတဲ့အကြောင်းမလို့တုံတုံတော့ပြဿနာတော့မရှိဘူး။ဆိုတော့ကျွန်တော်အဲ့မှာတွေ့ရတဲ့ဟာတွေကတော့ကျွန်တော်အဲ့လိုသွားတဲ့အချိန်မှာ level ကြီးရှိလို့ရတယ်။ထိုင်းနိုင်ငံမှာတရားဝင်ပြည်သက်ရှိတဲ့လူတွေလည်းပဲကြီးရှိလို့ရတယ်။အဲ့မှာဖြစ်ပျက်နေတဲ့အခြေအနေတွေကတော့ဒီတိုင်းပဲပေါ့နော်။ UNDP ရဲ့ထုတ်ပြန်ချက်တွေကလက်ရှိမြန်မာနိုင်ငံကလက်ရှိမြန်မာနိုင်ငံမှာလူငယ်တွေအားဆိုရင်ဆိုအကြောင်းတရားရဲ့အောက်မှာရှင်သန်နေရတယ်ဆိုတော့ သူတို့ရဲ့ report အောက်ကိုလည်းကျွန်တော်ဖတ်ခဲ့ရနောက်ပြီးတော့ပညာသင်ခွင့်ဆုံးရှုံးနေတဲ့လူငယ်တွေလည်းကြုံတွေ့ရသလိုအငတ်ဘေးကိုကြုံနေရတဲ့လူလူလည်းများနေတဲ့အချိန်မှာများသောအားဖြင့်လူငယ်တွေရဲ့မြန်မာနိုင်ငံကလူတွေတော်တော်များများတော့ဘလို့ပဲအခြေအနေတွေရှိပါသေးရွှေသိရင်လို့ဆိုတဲ့မျိုးမျိုးမှာတော့သူတို့ဟာစစ်တပ်ရဲ့လက်ကနေပြီးတော့ဘေးကင်းလုံခြုံစွာနဲ့အလုံးလုံးရမယ်ဆိုတဲ့အစိတ်တစ်ခုတည်းနဲ့သူတို့တွေဟိုလာရောက်နေထိုင်ပြီးတော့အလုံးလုံးကြတယ်တွေ့ရတယ်ကျွန်တော်လည်းပို့ပြီးတဲ့အကိုဆိုရင်လည်းသူ့အနေနဲ့ ညီမပြီးမပြန်ရဲဘူးတဲ့စစ်တပ်ရဲ့ဖမ်းဆီးမဲ့တန်ရဲ့စစ်တပ်ထဲကိုအတင်းအဓမ္မဆွဲထဲမဲ့အခြေအနေမျိုးတွေရှိနေတဲ့အတွက်ကြောင့်မလို့သူ့အနေတော့မပြန်မဲ့ဒီမှာပဲဘလောက်ပဲရရဘလို့ပဲအခြေအနေဖြစ်ဖြစ်သူတို့အနေနဲ့ရှင်းသင်သွားမယ်လို့ကျွန်တော်ကိုလိုက်ပို့တဲ့အချိန်မှာတော့သူကပြောပြခဲ့တယ်ဒီတစ်ပတ်ဗီဒီယိုတော့ဒီလောက်နဲ့ပဲကျွန်တော်ရန်နာလိုက်ပါတော့မယ်နောက်လာမယ့်ဗီဒီယိုမှာကျွန်တော်အနေနဲ့ဘလို့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေပါမလဲဆိုတော့ဆောက်မြတီရှူအားပေးနိုင်ဖို့အားလုံးပဲ subscribe လုပ်ရသေးလို့လောက်သွားကြပါအောင်လို့ပြောချင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်